တင့်ရဲ့ YouTube channel တစ်ခုလုံးကိုပိတ်ပင်ဖျက်ချခံရရနိုင်တဲ့အထိဒီအချက်တွေကိုတင်ကိုယ်တိုင်သတိမှတ်ထားမိပဲလုံးမိနေရဆိုရင်ဘယ်လိုလုပ်မလဲဒီအမှားလေးတွေကဘာမှမဟုတ်ဘူးဆိုပေမဲ့တင်စ조사အထုတ်ထားတဲ့တင့်ရဲ့ YouTube channel တစ်ခုလုံးကိုမိနစ်အပိုင်းတွင်ပျောက်ွယ်သွားစေနိုင်လောက်အောင်ကြောက်ဖို့ကောင်းပါတယ်တင်ရဲ့ YouTube channel ကိုရေရှည်အတွက်စဉ်းစားရတဲ့ YouTube မှာလည်းအချိန်အကြာကြီးကိုကုနှစ်နှစ်ဖန်တီးပြီးတော့ရေရှည်ပလန်နဲ့ဆက်သွားနေတယ်ဆိုရင်ဒီချက်တွေကိုရှောင်ရှားဖို့လိုပါတယ်။ဒီအမားတွေကဘာတွေလဲ အဲ့ဒါတွေကိုဘယ်လိုမျိုးရှောင်ရှားရမလဲဆိုတာကိုအသေးစိတ်ပြောပြသွားမှာဖြစ်လို့ဒီဗီဒီယိုလေးကိုအစားဆုံးတရားကြည့်ဖို့လိုပါမယ်ဟယ်လိုအားလုံးပဲမင်္ဂလာပါစုခတ်ဘက်ဘက် YouTube channel ကနေပြီးတော့ပြန်လည်ကြိုဆိုပါရစေကျွန်တော်ရဲ့ channel က YouTube creator တွေအတွက်ဗီဒီယိုဖန်တီးတဲ့အကြောင်းအရာ YouTube နဲ့ဆိုင်တဲ့အကြောင်းအရာ YouTube ကနေငွေရှာတဲ့အကြောင်းအရာဒါတွေကိုအမြဲတမ်းတင်ဆက်ပေးနေတဲ့ channel လေးဖြစ်တဲ့အတွက် ဒီကြောင်းအရင်နဲ့ပတ်သက်ပြီးတော့စိတ်ဝင်စားရဆိုရင်ကျွန်တော်ရဲ့ channel လေးကို subscribe တိုက်ထားပေးပါဒီဗီဒီယိုလေးကိုအဆုံးထိကြည့်ပြီးတော့ကို့အတွက်အကျိုးစုံတစ်ခုရှိရဆိုရင်လည်းကျွန်တော်ရဲ့ဗီဒီယိုလေးကို like လေးနှစ်ခက်ပေးလို့ရပါတယ် okay အဲ့တော့ကျွန်တော်တို့စားကြအောင် YouTube စားလို့ရတဲ့သူတွေရဲ့အကြီးအမားဆုံးအမှားတစ်ခုကတော့ Facebook group တွေမှာကိုယ့်ရဲ့ YouTube channel ကိုသွားတင်ပြီးတော့ဒါတော့ငါ့ရဲ့ YouTube channel ဒီ channel ကို subscribe လုပ်ပေးပြီးရင် main ရဲ့ channel link ကိုလည်း comment မှာမှန်ကယ်ပါနော်ငါ subscribe ပြန်လုပ်ပေးမယ်အဲ့လိုမျိုးတယောက်နဲ့တယောက် subscribe to subscribe set to set လဲတာပါနော် နောက်တစ်ခုကကြတော့နာမည်ကြီး YouTuber တွေရဲ့ video တွေရဲ့ comment အောက်မှာကိုယ့်ရဲ့ channel link ကိုတွားချပြီးတော့ခုနဒီတိုင်းပဲဒါငါရဲ့ channel ဘိုင်တင်နဲ့ငါ့ကို subscribe လုပ်ပြီးအဲ့လိုမျိုး link တွေလိုက်ချတာပေါ့နော်အဲ့နှစ်ခုကိုအများဆုံးအမှားလုံးမိတကြတယ်ဒါကတော့စစချင်းမှာကိုက subscribe ဘာတွေမရှိတော့ subscribe လိုချင် zone နဲ့အဲ့လိုမျိုးကိုယ့်ရဲ့ channel ကိုလူတွေမြင်အောင်ရှောက်ပြီးတော့မှန်းကြတာပေါ့နော် YouTube ကလည်းကိုယ့်ရဲ့ video တွေကိုဝင်မကြည့်ဘဲနဲ့ subscribe လုပ်သွားတဲ့ subscriber အရေးအတွက်တွေကိုလည်းပြန်ပြီးတော့ short တဲ့ YouTube ကိုတိုင်လည်းသိတယ်ဗောနော်ကိုယ့်ရဲ့ဒီဗီဒီယိုကဘယ်ကနေဆိုကလာလဲဆိုတာအဲ့ဒါကိုလည်း YouTube တင်မဟုတ်ကျွန်တော်တို့ကိုယ်တိုင်လည်း YouTube Studio မှာတွားကြည့်လို့ရတယ်အဲ့ဒါကိုဘယ်လိုမျိုးကြည့်ရမလဲဆိုတော့ကျွန်တော်ဒီမှာတစ်ခါလေးပြပေးမယ်ဗောနော် Okay YouTube Studio မှာကကျွန်တော်တင်ထားတဲ့ဗီဒီယိုတစ်ခုဗောနော်ဒီဗီဒီယိုမှာဆိုရင် ကျွန်တော်တို့ဗီဒီယို performance လေးကိုနှိပ်လိုက်အဲ့ဒီမှာကျွန်တော် reach ဆိုတာရှိတယ်အကောင်တွားလိုက်မယ်ပြီးဒီအောက်ဆုံးမှာတွားပေါ်နေနေမယ်ဗောနော်အဲဒီမှာဆိုရင်မှာ external site or app ဆိုတာဒီဗီဒီယိုဘယ်ကနေအဲကြည့်တဲ့ ဟိုပါ site ပေါ့နော်အမှဆို Telegram နေလာတာ20ရာခိုင်နှုန်းရှိတယ် Google ကနေရှာပြီးတော့ကြည့်တာ16ရာခိုင်နှုန်းရှိတယ် Facebook ကနေတွေးလို့လာတာ17ရာခိုင်နှုန်းရှိတယ်ဒီမှာပြထားတယ်ပေါ့နော်ပြီးတော့ Browse Future ကြတော့ဒီတိုင်းပဲ YouTube သုံးနေရင်လည်းတွေးလို့ကျွန်တော်ရဲ့ video ကိုဝင်ကြည့်တဲ့ရာခိုင်နှုန်းပေါ့နော်ဒါတွေကိုအသေးစိတ်ဒီမှာကြည့်လို့ရတယ်ကျွန်တော်ကွန်ပျူတာနဲ့ဆိုရင်တော့လုံးဝ delay နေပါကြည့်လို့ရတယ်ပေါ့နော် okay အဲ့ဒါကြီးလို့ရတာဖြစ်တဲ့အတွက်ကိုယ့်ရဲ့ video ကခုနလိုမျိုး Telegram နဲ့မှာ like share လို့အဲ့ link ကနေရောက်လာတာမျိုးဆိုရင်လည်းဒါ YouTube ကသိတယ်ပေါ့နော်အဲ့လိုမျိုး ဒီ traffic traffic so လို့ခေါ်မှာပေါ့ traffic so ကဒီမဟုတ်တဲ့နေရာတွေတွေကနေပြီးတော့များတာဝင်လာတာများတာရဲ့ဆိုရင်တော့ဒါ YouTube ကနေပြီးတော့ဒီ link ကို span လို့သတ်မှတ်လိုက်ပြီးတော့ဟိုကိုယ့်ရဲ့ channel ကိုဒီ shadow ban နဲ့လုတ်ပစ်တတ်တာမျိုးတွေတောင် လုံတိုင်ပါနေပေါ့နော်ကိုက link တွေရှောက်ချလို့ကိုယ့်ရဲ့ video ရောက်လာတဲ့လူတွေက link တွေကနေပဲဝင်လာတာများတယ်ဆိုရင် YouTube ကနေပြီးတော့ကိုယ့်ရဲ့ video YouTube ရဲ့ home ကျွန်တော်တို့ဒီ Facebook မှာဆိုရင် new feed ပေါ့နော် new feed မှာပေါ်လာတဲ့မျိုးမျိုး YouTube ရဲ့ home မှာအဲပေါ်ဖို့ ပြပြီးလို့ဟာဒီကိုသူက short ချပြမှာဖြဖြစ်ပါတယ်ပေါ့နော်တကယ်လို့ကိုကအဲ့လိုမျိုးအခြေခံလွတ်တာများလာရဆိုရင် YouTube ဖုန်းမှာလုံးဝမပြပြီးတော့တာမျိုးတွေထိအောင်ဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒါကြောင့်မလို့ set to set လွတ်တာတွေကိုရဲ့ channel နဲ့ဒါမှမဟုတ်ကိုရဲ့ video link ကိုတခြားသူရဲ့ comment တွေထဲမှာ short ပြီးမှတ်တာမျိုးကိုရှောင်ရှားတင်ပါတယ်တခါလေလွတ်တာရတော့ပြဿနာမရှိဘူးပေါ့နော်ဥမာကိုကဒီလွတ်ထားတဲ့ video တစ်ပုဒ်ရှိတယ်ပေါ့နော်အဲ့ဒါကို Facebook group ထဲမှာတယောက်ကမေးလို့ပေါ့နော်ဒါနဲ့ပတ်သက်ပြီးတော့သိကျင်လို့အဲ video လေးတစ်ခုဟို သိကျင်တော့ကိုမှရှိတယ်ဆိုရင်အဲ့ဒီလင့်တွေကိုတစ်ခါလေသွားမှတ်တာတော့ကိစ္စမရှိဘူးအဲ့လိုမျိုးရတယ်အဲ့လိုခဏခဏ post တင်ပြီးတော့ဟိုမလုပ်တာတော့ကောင်းတယ်ပေါ့နော်နံပါတ်2ကကျတော့ကျွန်တော် hashtag တွေအများကြီးထည့်တာကိုရှောင်ပါပေါ့နော် YouTube ရဲ့ website မှာလည်း over tap လို့ခေါ်တဲ့ video တစ်ခုထဲမှာ hashtag တွေအများကြီးသုံးတာကိုတားမြစ်ထားရဲဆိုပြီးကျွန်တော်ဖတ်ဖူးတယ်ကိုယ့်ရဲ့ဗီဒီယိုမှာ hashtag ကိုအခု60နဲ့အထက်ထည့်သုံးမယ်ဆိုရင် YouTube ကနေပြီးတော့ဒီ hashtag တွေကိုဟိုလစ်လို့ရှုမယ်ဆိုပြီးတော့ရေးထားတယ်ပေါ့နော် hashtag အခု60ရတော့ဘယ်သူထည့်သုံးလို့တော့မသိဘူး ဲ့လောက်ကြီးတော့လေမပြောတော့ဘူးဘောနော်အဲ့လောက်ကြီးအများကြီးကြတော့လေဘယ်သူမှတော့ထည့်သုံးမယ်တော့မထင်ဘူးဒါပေမဲ့ YouTube ကပြောထားတာတော့အခု60အထက်ကိုထပ်ပြီးတော့သုံးမယ်ဆိုရင်အဲ့ hashtag တွေကသူကအလုံးမလုံးတော့ဘူးဘောနော်အဲ့ hashtag တွေကသူကလစ်လို့ရှူလိုက်မယ်ဆိုပြီးတော့ရေးထားတာရေးထားတယ်ဘောနော်ဒီနေရာမှာ hashtag ကိုလွယ်မှားသုံးနေတဲ့သူတွေရှိလို့လည်းပြောပြပြောမယ် YouTube မှာတော့သိပ်မတွေးရဘူး TikTok မှာအများဆုံးတွေးရတယ် hashtag ဆိုတာကကိုယ့်ရဲ့ video နဲ့စိုင်းတဲ့အကြောင်းအရာကို तू က mention လုပ်ပေးတဲ့သဘောပဲဘောနော်ဥမာကိုယ့်ရဲ့ video ကကျွန်တော် video ဆိုရင် YouTube နဲ့ဆိုင်တဲ့အကြောင်းအရာလေးအဲအကြောင်းကိုကျွန်တော်ရဲ့ဒီ video hashtag မှာဆိုရင်ကျွန်တော် YouTube YouTube creator အဲ့လိုမျိုးဟို YouTube နဲ့ဆိုင်တဲ့ hashtag တွေပဲကျွန်တော် သုံးထားတယ်။ TikTok လို့ဘာလို့မှဆိုရင်ဘလို့သုံးကြလဲဆိုတော့ရောက်ချင်ရရောက်တော့ပေ for you တို့ဘာလို့မသိဘူးအများကြီးပဲ hashtag တွေလျှောက်သုံးကြတယ်ဗောနော်ကိုကဗီဒီယိုကတခြားဗောနော်အဲ့အနေနဲ့ hashtag တွေလျှောက်သုံးကြတဲ့ trend တစ်ခုရှိတယ်ဗောနော်အခုဆိုရင်တော့မှဒီ TikTok မှာတခြား region အချို့ပါဗောနော် hashtag ကို၅ခုအထိပဲပေးသုံးတာမျိုးတွေတော့ကျွန်တော်တွေ့နေရတယ်ဗောနော်အရင်တော့ကတော့အများကြီးထည့်လို့မရတော့ဘူး ငါ့ကိုပဲထည့်လို့ရတယ်ချို့ region တွေမှာအဲ့လိုမျိုး hashtag တွေအများကြီးထည့်လိုက်တာကဘာဖြစ်စေလဲဆိုတော့ YouTube ရဲ့ algorithm ကဘယ် hashtag ကိုကြည့်ပြီးတော့အလုပ်လုပ်ရမှန်းသူမသိတော့ဘူး hashtag တွေအများကြီးဖြစ်သွားတဲ့အတွက်ဒီ video ဘယ်လိုပို့ရမှာလဲဘယ်လိုရှိပြရမှာလဲဆိုတော့ तू ကအမစင်းစားတဲ့တော့ဘောနော်အဲ့လိုမရှုပ်ထွေးသွားပြီးတော့ကိုယ့်ရဲ့ဗီဒီယိုကလွဲမှားပြီးရောက်သွားတာလေဒါမှမဟုတ်ခုနကလိုမျိုး hashtag တွေအများကြီးထည့်ထားလို့မပြတော့တာနေအဲ့လိုမျိုးတွေပါဖြစ်နိုင်တယ်ဘောနော်အဲ့ဒါကြောင့်မလို့ hashtag တွေအများကြီးတုံးတာကိုရှောင်ပါဗီဒီယိုတစ်ခုမှဆိုရင်ကိုယ့်ရဲ့ဗီဒီယိုနဲ့သက်ဆိုင်တဲ့ ီ hashtag 3ခုကနေ6ခုလောက်တွင်းသုံးတာတော့အကောင်းဆုံးပဲဗောနော်အကိုကစားသုံးတဲ့ပတ်သက်တာတွေတင်နေဆိုရင်မာ food food blog hinge တာဆိုရင် cough အဲဒီတခြားဟင်းလေးရချက်ပြတော့မာ thai food indian food အဲ့လိုမျိုးကိုယ့်ရဲ့ video နဲ့သက်ဆိုင်တဲ့ hashtag တွေကိုပဲသုံးပါနံပါတ်3တခြားလူတွေရဲ့ video တွေကိုအသုံးပြုခြင်းအဲ့ဒီအကြောင်းအရာကလည်းကျွန်တော်ထည့်မပြောတော့ဘူးလို့ကျွန်တော်စဉ်းစားထားပေမဲ့ဒီ video ရိုက်ခံနေမှာတယောက်လာမှန်းတာတွေ့နေတယ်ဗောနော်အခု2025ကုန်လို့2026ပဲရောက်တော့မယ် အခုတည်းထိဓာတ်တွေကိုမင်းနေကြတော့ပဲဘာလဲလဲဆိုတော့တရားတွေတင်မယ်ဟာဒီဟောပြောပွဲတွေတင်မယ်တစ်တော့အတများဗီဒီယိုတွေတင်မယ်ဖြုတ်ရှင်ကားတွေတင်မယ်ကော်ပိုရိုက်လွတ်တဲ့တခြင်းတွေတင်မယ်အဲ့လိုအားရှိသေးတယ်ကောကော်ပိုရိုက်လွတ်တဲ့တခြင်းတွေတင်မယ်ဆိုရင်လူတွေကအဲ့ဒါတွေကဟိုးလွန်ခဲ့တဲ့10နှစ်2015လောက်ကဆိုရင်တော့အဲ့ဒီဟာတွေအလုပ်ဖြစ်ရင်ဖြစ်မယ်ဘာလို့လဲဆိုတော့အဲ့ဒီချိန်တုန်းကတခြင်းတွေကလည်းတော်တော်တန်ကအဲကော်ပိုရိုက်မတင်ကြသေးဘူးပေါ့နော်ဒီတိုင်းပဲကိုကို ဒီအခွေနဲ့ထုတ်ကြတယ်အဲ့ဒီဟာဒီကိုမှအဲဒေါင်းပြီးတော့ဒါမှမဟုတ် CDN နဲ့ကူပြီး YouTube မှာပြန်တင်တော့ YouTube မှာအဲ့ဒီတော့တချင်ကအဲ့ဒီဟာဒီ corporate မှာတင်ထားတာဖြစ်တဲ့အတွက်ကိုယ်ပိုင်တို့ယူဆပြီးတော့ YouTube ကအဲ့ဒီတော့လက်ခံတယ်တရားလေးဆိုအဲ့လိုပဲအရင်တော့ဟာဒီစပြီးတော့တင်ခဲ့တဲ့လူတွေကတော့အခုချိန်ကြီးကဒီရနေသေးတယ်ပေါ့နော်အဲ့လိုဒီ channel တွေကတော့ရှိအောင်ပဲအခုမှအဲ့ဒီ video တွေကိုတဆင့်ပြန်တင်နေဆိုရင်ဒါရှိပြီးသား video တွေကိုပြန်တင်တာလေကိုယ်လိုပဲတင်ထားတဲ့ခါကြီးအများကြီးဖြစ်နေပြီအဲ့ဒီ video တွေကအဲ့မှာကျွန်တော် reuse ဆိုပြီးတော့ monetization ရအောင်မှာမဟုတ်ပါဘူး ဒီရီကတော့လူကြည့်များရင်များနိုင်မယ်ပေါ့ဗျာလူကြည့် channel စထောင်ပြီးတရားရတင်တဲ့ဟောပြောပွဲတင်တော့လူတွေကကြည့်ကြမယ်ကြည့်ကြတော့ view တွေရမယ် subscriber ရမယ်အဲ့ဒါလေးကိုပျော်ပြီးတော့ monetize တွားလျှောက်တဲ့ခြင်းကြမှာ monetize မအောင်တာကြီးဖြစ်နိုင်တယ်ပေါ့နော်အဲ့ဒီအချိန်ကိုလှုပ်ခဲရတဲ့ဟာတွေကတော့အဲအလက်ကားပဲပေါ့နော် အချိန်တွေကုန်တယ်ကိုတင်ရတဲ့ဟာဒီဖုံးပေတွေကုန်တယ်ပေါ့နော်အများကြီးအများကြီးပဲအဲ့ဒါလက်ခုချိန်ထိလောက်ကြသေးတယ်ပေါ့နော်တချို့ကလည်းရှိသေးတယ် live video တွေတင်ပေးပေါ့နော်တခြားသူရဲ့တခြင်းကို live တွေတင်အဲ့လိုလောက်တာကြတော့ အဆိုတော်ရဲ့တော့ကျေးဇူးတင်တာပေါ့သူတို့ချင်းကိုတခြားလူကိုပတ်စံပေးပြီးတော့အက်စီရမယ်လို့စီရီနာနဲ့ free lares လောက်ပေးပြီးတော့တင်ပြီးတော့ promo လောက်ပေးနေရကြတော့ဒီအဆိုတော်ရေတော်တော်ကောင်းတာပေါ့နော်အဲ့ဒါတွေကလည်းဒီအောက်မှာ copyright ဆိုပြီးတော့ပေါ်ပါလိမ့်မယ်တကယ်လို့အရင်တော့တချင်ဟိုးတော့တချင်နေဆိုရင်လည်း copyright မရှိဘူးဆိုပြီးတော့အဲ copyright လွတ်တယ်ဆိုပြီးတော့မတင်နဲ့ဘာလို့လဲဆိုတော့ကိုယ်လိုပဲတင်ထားတဲ့ဟာရှိပြီးသားလေ YouTube မှာအဲ့လိုရှိလို့ပဲတင်မယ်လူကတွားထောင်းပြီးတင်ပါလေအဲ့တော့ရှိပြီးသားဗီဒီယိုတွားတင်တဲ့အခါဒီဗီဒီယိုနှစ်ခုတွား တိုးနေပြီအဲ့ကြရင် reuse ဆိုပြီးတော့လည်းအောင်မှာမဟုတ်ပါဘူးဒါတွေကတော့ဟိုအများကြီးတော့ထပ်မပြောချင်တော့ဘူးပြကျွန်တော်အရှိန်မှလည်းပြောခဲ့တာတွေကအားပေါင်းမတက်ပြောပြီးနေပြီဒါပေမဲ့လည်းအခုချိန်ထိအဲ့လိုမျိုးတွေကမေးတော့မယ်ကျွန်တော်ရှိကိုလည်း modulation လာ short ရဲ့ထဲမှာအဲ့လိုမျိုးတရား channel တွေဟောပြောပေးရဲ့ short တင်လိုက် channel တွေပါသေးတယ်ဗျာနော်အဲ့လိုမျိုးတွေဆိုရင်ကျွန်တော်ကလက်မခံဘူးဘာလို့လဲဆိုတော့ဟိုမလျှောက်နဲ့ဗျာနော်လျှောက်လည်းအောင်မှာမဟုတ်ဘူးဗျာဘာလို့လဲပတ်စံကုန်နေဗျာနော်အဲ့လိုမျိုးပဲကျွန်တော်ပြန်ပြောပြတဲ့ဒီတခြား short ပေးတဲ့ channel လူတွေရောရှိမှာပေါ့နော်အဲ့မှာသွားလျှောက်လို့ပဲကျွန်တော်ပြောပြတယ်ပေါ့နော်အဲ့လိုပဲမြန်မာကားတွေတင်နေတဲ့လူတွေရှိတယ်ဒီမှာတချို့လည်းအတိမှားနေတာရှိတယ်ပေါ့နော်မဟာတို့ဘာလို့တင်နေတဲ့မြန်မာကားတွေသူတို့ကြောက်ဘာလို့ရတယ်ဆိုတော့မဟာတို့ဒါဒါ official company တွေလေသူတို့ကဒီကားတွေကို mobile ငွေဝယ်ပြီးတော့ဒီ tier win license နဲ့တင်နေတဲ့ channel တွေလေအဲ့လို channel တွေကရတာပေါ့အကိုကအဲ့လိုမျိုးမဟုတ်ဘဲနဲ့ဒီ video ကိုသွား down ပြီးတော့ပြန်တင်တယ်ကိုကဘာ license မှမရှိတာအဲ့လိုဟာမျိုးဆိုဘယ်လိုလုပ်ပြီးတော့ဟိုဖြစ်မှာလဲပေါ့နော် ။တင်တာတော့တင်လို့ရတယ်တင်လိုက်တင်ပြီးရင်မကြောက်ဘူးအဲ့ဒီ channel လစ်သွားလိမ့်မယ်။အဲတချို့ကျလည်းလွတ်ပြီးတော့မှဗီဒီယိုတစ်ပုတ်တည်းနဲ့မှ view တွေပါရလို့ monetization ရှောက်မယ်ဆိုရင်လူရတော့မရှောက်နဲ့။ဘာလို့လဲဆိုတော့ရှောက်လိုက်တာနဲ့ပြတ်မှာပဲ။ဒါလေးတွေကိုရှောင်ကျင်ဖို့လိုတယ်။อืมสัตว์တော့မပြောတော့ဘူးပြဒါကြီးလဲတိပြီးသားလောက်ထင်မယ်ဆိုတော့နောက်တစ်ခုဆက်သွားလိုက်မယ်နောက်နံပါတ်4ပေါ့เนาะနောက်ပါတ်4ရကြတော့ကျွန်တော်တက်မနေနဲ့ပတ်သက်တာအဲ့ဒီမှာလဲတက်မနေနဲ့ပတ်သက်ပြီးတော့တချို့တွေကဟို fake တက်မနေလောက်ကြတာရှိတယ်เนาะ fake တက်မနေဆိုတာက အဲလူကြည့်မြောက်ဒီဗီဒီယိုရဲ့မဆိုင်တဲ့ကြောင်းရတယ်ဘနော်အဲစိတ်ဝင်စားအောင်တက်မနေမှာရေးလိုက်တယ်ဘသူကတော့ဘာဖြစ်သွားပြီဘယ်နေရာမှာဘာဖြစ်နေပြီလို့ပါအဲလျှောက်ရေးလိုက်တယ်ဒီနေရာမှာကျွန်တော်ဒီဒိတ်တော့မပြောချင်လို့ဗျာတော့တွေ့ဘူးကြပါလိမ့်မယ်အဲလို channel တချို့ channel တွေဘနော်အဲလိုပြောတာဘသူကဘာဖြစ်သွားပြီဘယ်နေရာမှာဘာဖြစ်နေပြီဆိုပြီးတော့တက်မနေတယ်အဲလိုလျှောက်ရေးလိုက်တယ်ရေးလိုက်ပြီးအထဲမှာပါတဲ့ကြောင်းမှာတခြားတခြားအဲဘသူကဘာဖြစ်တယ်ဘသူကတခြားဒီပေါင်ပုံမှန်ကြောင်းပါပဲသူတက်မနေမှာရေးထားတဲ့ဟာမပါဘူးအဲလိုမျိုး ဟာဒီကိုလည်း YouTube ကနေပြီးတော့ဒါဒီ face engagement ပေါ့နော်ဒီ engagement အတုလုပ်တယ်ဆိုပြီးတော့ကိုယ့်ရဲ့ channel ကိုဒီ shadow ban နဲ့လုတ်လိုက်တာမျိုးကြီးတော့ဖြစ်နိုင်တယ်အဲဒါကြောင့်မလို့ဒီတက်မနေတုံးတာကိုလည်းတတိထားပါနောက်တစ်ချက်နံပါတ်5 channel လုံးကျော်ရေးအတွက်ကိုယ့်ရဲ့ email တွေကိုတည်တံ့ခွဲထားပါကျွန်တော်တို့ YouTube channel ထောင်မယ်ဆိုရင် Gmail နဲ့ YouTube channel ဖွင့်ရတယ်ပေါ့နော်တချို့ကအဲ့ Gmail ကိုကိုယ့်ရဲ့ video ရဲ့ description မှာလည်းတွားထည့်ထားလိုက်ကြတယ်အဲအလုပ်ကိစ္စ ဘာညာတဲ့စက်တီစက်တွေချင်ရင်ဒီချီမျိုးစက်တွေပါဆိုပြီးထည့်ထားချက်ထည့်ထားတတ်တယ်ပေါ့နော်အဲ့လိုမျိုးကလုံးဝမလုပ်သင့်ပါဘူးကို YouTube channel ထောင်ထားတဲ့ Gmail ကိုကျွန်တော်အဲ့မှာဟိုတခြားလူတွေမြင်အောင်ဒီ description လေးပိုင်းမှာတော့မထည့်နေပါဘူးနော်တကယ်လို့ကိုကအလုပ်ကိစ္စအတွက်တခြားလူတွေစက်တွေတာလိုစေခြင်းလဲဆိုရင်အဲ Facebook link ထည့်ဒါမှမဟုတ် Telegram ထည့်ဒါမှမဟုတ်နောက်ထပ်တိတက်ဖွင့်လာလေးပေါ့နော်အလုပ်ကိစ္စလက်ခံဖို့အတွက် email တည်တံ့ဖွင့်ပြီးတော့အလုပ်ထည့်ထားတာအဲ့ဒါတော့ကောင်းပါတယ်တကယ်လို့ကိုယ့်ရဲ့ YouTube channel ဖွင့်ထားတဲ့ဂျီမေးကိုပဲတွက်ထည့်ထားရဲဆိုရင်ကျွန်တော်နောက်ဆုံးမှပြပြမယ်ဒီအချက်လက်တွေကကိုယ့်ရှိရောက်ရှိနိုင်မယ်နိုင်ပါမယ်ပေါ့နော်အဲ့ဒါနောက်ဆုံးမှကျွန်တော်ဆက်ပြပြမယ်အခုကြတော့ကျွန်တော်နောက်ထပ်တစ်ချက်ဆက်သွားလိမ့်မယ်ပေါ့နော်နံပါတ်6တရားမဝင် app link တွေကိုကိုယ့်ရဲ့ channel ကနေပေးတာမျိုးကိုရှောင်ပါဥပမာကိုက application တစ်ခု၃နည်းကို tutorial လုပ်ပြီးတော့တင်နေဆိုပါစို့ကိုယ့်ရဲ့ channel ပါပေါ့နော် အဲ့ဒီ application ကတစ်လကို10ဒေါ်လာပေးရတဲ့ application ကျွန်တော် subscription fee ပေါ့နော်တစ်လကို10ဒေါ်လာပေးမှ sorry တစ်လကို10ဒေါ်လာပေးမှသုံးရမယ် application အဲ့ဒါကိုအဲမပေးရဘူးဒီ link နဲ့သွား download လိုက်အဲ့ဒါဆိုရင်အလကားသုံးလို့ရမယ်ဆိုပြီးတော့ဟိုစေတနာဒီ brand ဘွားနဲ့အဲ့ဒီအလကားရတဲ့ဒီ link တွေကိုကိုယ့်ရဲ့ဒီ channel ရဲ့ description လေး comment တွေမှာထည့်တင်ထည့်ထားလေ့ရှိတယ်ပေါ့နော်အဲ့လိုမျိုးကကြတော့ဒီသုံးလက်လူတွေတော့ကတော့အဆင်ပြေပြီမဲ့ channel ပိုင်းရှင်ကစေနာတအား ကောင်းနေတာဖြစ်တဲ့အတွက်အဲ့ဒီချင်းလေးကို YouTube ကနေအမင်းချန်နယ်စေးနေတာတအားကောင်းနေငါတို့ဖြတ်လိုက်မယ်ဆိုပြီးတော့ဖြစ်တဲ့ထဲတော့ပါဝင်နေတယ်ဗောနော။ဘာလို့လဲဆိုတော့အဲ့ဒီ application တွေကသူကတော့တရားမဝင်သူတို့ခိုးပြီးပေးထားတဲ့ link တွေဖြစ်တဲ့အတွက် YouTube ကလည်းလက်မခံပါဘူး။ဘာလို့လဲဆိုတော့ developer တွေအကျိုးရှိအကျိုးစီးပွားကိုထိခိုက်စေနိုင်တယ်ဗောနော။ဒီ application တွေကိုဘယ်သူမှအလကားရထားတာမဟုတ်ဘူး။ထွင်တဲ့ developer တွေကလည်းကိုထမင်းကိုစားပြီးတော့မိုးပေါ်ရလာတဲ့ပတ်စံတွေလုပ်ထားတာမဟုတ်ဘူး။သူတို့မှာ စ조사အထောက်မှုတွေအချိန်တွေငွေတွေလောက်အားတွေအများကြီးကုန်ထားပြီးတော့မှဒီ application ကိုကျွန်တော်လုပ်ထားတာပေါ့နော်ဒီ server ရေဆိုတော့သူတို့ကဒီအပြည့်နဲ့ run ထားပြီးရတာပေါ့နော်အဲ့အတွက်ကုန်ကျစရိတ်ရှိတယ်အဲ့ဒါကြောင့်မလို့တလောက်ကိုဘယ်လောက်ဆိုပြီးတော့သူတို့က official ရောင်းတယ်ပေါ့နော်ကျွန်တော် Play Store ကျွန်တော် App Store မှာသူတို့တင်ရောင်းရင်ရောင်းမယ်ဒါမှမဟုတ်တလောက်ကို subscription fee ဘယ်လောက်နဲ့ဝယ်သုံးရမယ်ဆိုတဲ့ဟာမျိုးပေါ့နော်အခုနောက်ပိုင်းအဲ့လိုမျိုး application တွေကဒီများလာပြီပေါ့နော်များမှာပဲဘာလို့လဲဆိုတော့သူတို့အနေနဲ့ကဒီဟာမှာပတ်စံရမှာပဲဒီဟာကိုအမြဲတမ်း support ပြန်ပြီးတော့လှုပ်ပေးနိုင်မယ်ပေါ့နော် update ပြန်လုပ်ပေးနိုင်မယ်အဲ့ဒါတွေကိုတချို့မတန်ပါတဲ့လူတွေကအဲခိုးပြီးတော့ကျွန်တော်တို့ဒီ Google မှာပေါ့နော် link တွေလျှောက်တင်ပြီးတော့လကားသုံးဖို့အတွက်လှုပ်ထားတဲ့ link တွေအဲ့ဒါတွေကိုကိုကဒီထည့်ပေးလိုက်တယ်ဆိုရင်တော့ကိုယ့်ရဲ့ channel ပါသူတို့ ਨੇ အလိုလိုပါလို့တက်မှတ်ပြီးတော့ YouTube ကနေကိုယ့်ရဲ့ channel ကိုဖျက်ချပါလိမ့်မယ်အဲ့ဒါတွေကတော့တကယ်ပါမယုံမရှိပါနဲ့မဟုတ်ရင်ထည့်ကြည့်ပါတစ်ချိန်မဟုတ်တစ်ချိန် channel လစ်သွားပါလိမ့်မယ် ဒီနေရာမှာကျွန်တော်မင်းများနားမနေတာလေးတခုလည်းရှိသေးရပါတော့တချို့ game တွေဆိုရင် Play Store ကဒေါင်းပြီးတော့လက်ကဆော့လို့ရရလေအဲ့ဒါကြောင့်ဘာလို့လက်ကဆော့လို့ရရလဲဆိုတော့အဲ့ဒီ application တွေအဲ့ဒီ game တွေကိုဆော့ကြည့်လိုက်ပါအဲ့ဒီမှာကြော်ညာပါပါတယ်အဲ့ဒီကြော်ညာကနေပြီးတော့မှသူတို့ပတ်စံပြန်ရှာတာပါကျွန်တော်အခု cup cup ဆိုရင်လည်းကျွန်တော် subscription မွေဘူးပေါ့နော် pro မွေထားဖို့ဆိုရင်ဘယ် pro မွေထားလဲသူကတော့ပေးတော့တယ်ဒါပေမဲ့ limitation တွေအများကြီးရှိတယ်ဥပမာ10 dp ကိုထုတ်မယ်ဆိုရင်ကြော်ညာကြည့်ပေးရတာတို့တနေ့မှာဘယ်နှခေါက်ပဲပေးတော့တာတို့အဲ့လိုမျိုးတွေအများကြီးရှိတယ်ပေါ့နော်ဘာလို့လဲဆိုတော့အဲ့လိုကြော်ညာထဲမှာပဲအဲ့ဒီ ကြော်ညာပတ်စံတွေကတို့ကိုပြင်ရမှာပေါ့နော်အချို့ကကျွန်တော်အဲ့ကြော်ညာနဲ့ပတ်စံရှားတဲ့ application ကို free ပေးသုံးလိုက်တယ်ကြော်ညာနေပြန်စားတယ်ပေါ့နော်အဲ့ဒီလိုသဘောမျိုးပဲကျွန်တော်အခုဒီ YouTube တို့ဘာလို့ဆိုရင်လဲကျွန်တော်အလကားသုံးနေရတာမှန်းနေဆိုပေမဲ့ကြော်ညာရေးပါပါတယ် Facebook မှာလည်းအလကားသုံးရတယ်ဆိုပေမဲ့လည်းဒီ sponsor ဆိုပြီးတော့ကြော်ညာရေးအများကြီးကျွန်တော်မြင်နေရပါလိမ့်မယ်အဲ့ဒါကြောင့်မလို့ကြော်ညာတွေကနေပြီးတော့တို့ရက်တီတာဖြစ်တဲ့အတွက် application တွေကတချို့ application တွေက free ပေးသုံးတာပါโอเคနောက်ဆုံးအချက်နောက်ဆုံးအချက်ကကျွန်တော် ခုနနောက်ဆုံးမှပြပြမယ်ဆိုတဲ့အချက်ပေါ့နော် အဲ့ဒါကျတော့ကိုယ့်ရဲ့ဒီ email တွေတွေကိုဝင်လာမဲ့ mail တွေကြောင်းပေါ့တင်က YouTube မှာ video တွေဖန်တီးရနေတင်ရဲ့ YouTube ကလည်း subscriber အရေးအတွက်တခုရောက်လာပြီးတော်တဲ့နဲ့အောင်မြင်လာပြီဆိုရင်တင်ကိုနိုင်ငံခြား community ကနေကမ်းလှမ်းတဲ့ email အများစွာကိုလက်ခံရရှိပါလိမ့်မယ်ကျွန်တော်ဆိုရင်လည်းနေ့စဉ်နဲ့အမျှအဲ့ဒီ email တွေလက်ခံရရှိပါတယ်အဲ့ဒီနိုင်ငံခြား channel တွေကဘယ်လိုမျိုးပူပေါင်းလဲဆိုတော့ main ရဲ့ YouTube channel မှာငါတို့ကြော်ညာထည့်ခြင်းနဲ့ဒေါ်လာ9000ပေးမယ်ဒေါ်လာ1000ပေးမယ်ပီထရိုရဲ့ဒီ logo တွေက အမှထားပါတော့ Netflix တို့တခြားနာမည်ကြီးရယ်ပေါ့နော်မ Canva တို့အဲ့လိုမျိုးနာမည်ကြီးကုမ္ပဏီပုံစံတွေဖမ်းပြီးရောကိုယ့်ကိုကြော်ညာလက်ထဲဖို့ကန့်လန့်လေ့ရှိပါတယ်အဲ့ဒီခါမှာအရင်မပြောပါနဲ့အာငါ့ရဲ့ channel ကိုဒေါ်လာ9000တောင်ကန့်လန့်ရဲဆိုပြီးမပြောပါနဲ့99%က fake တွေပါသူတို့ကအဲ့လိုကန့်လန့်ရုံနဲ့မဟုတ်ဘဲနဲ့အဲ့ကလန်းနေမေးတဲ့မှာသူတို့လစ်တစ်ခုထည့်ပြီးလေးရှိတယ်ဗောနော်ဒါငါတို့ကုမ္ပဏီရဲ့အသေးစိတ်ချက်လက်တွေဒါမှမဟုတ်ငါတို့ရဲ့သဘောတူညီမှုစာချုပ်ဒါမှမဟုတ်ငါတို့ ီဗီဒီယိုဒေါင်းပြီးတင်ပေးရမယ်ဆိုရင် link တစ်ခုတော့ထည့်ပေးလိုက်မယ်အဲ့ဒီ link တစ်ခုကိုလည်းပျော်ပြီးတော့တောင်းမဖွင့်ကြည့်နဲ့အဲ့ဒီ link ကဒီပြောရမယ်ဆိုရင်တို့က fake website အတူလုပ်ထားတာပေါ့နော်ကိုကတော့အဲ့ link နှိမ့်လိုက်လဲဆိုရင်ထားပါအောင်အဲ့တို့ရဲ့ Netflix ဆို Netflix Netflix ရဲ့ official အဲဒီ website ကြီးပုံစံတို့ကအတူဖန်တီးထားတာပေါ့နော်အဲ့လိုအတူပုံစံရောက်သွားလိမ့်မယ်မ YouTube ဆိုတဲ့ YouTube အတူပုံစံပေါ့နော်ဒါပေမဲ့ကြည့်နေရင်ကိုကတော့ YouTube ထဲရောက်သွားလို့ပဲခံစားရလိမ့်မယ်လုံးဝအတူဖန်တီးထားတာဒါပေမဲ့အဲ့မှာကျတော့ domain မှာတော့သွားဆက်လို့ရတယ်ပေါ့နော် ်ကျွန်တော် YouTube ဆိုရင် www.youtube.com နဲ့စတာအဲ့လိုမဟုတ်ဘဲနဲ့အရှေ့ကတခုခုဆိုရင်တော့ဒါ YouTube ကမဟုတ်ဘူးပေါ့နော်ကျွန်တော် Facebook ဆိုရင် www.facebook နဲ့စတာပေါ့နော်အဲ့လို domain name တွေကဟိုသွားဆက်လိုက်တော့တည်တာတယ်ပေါ့နော်အဲ့ဒီမှာကိုကဟာဒါ YouTube ကပဲဒါ Netflix ကပဲဒါတော့ Canva ကပဲဆိုပြီးတော့သူက login ဝင်ခိုင်းနေဆိုရင်အကိုကအမ login ဝင်ပေးလိုက်မိပဲဆိုရင်ကိုရဲ့ channel ဒါမှမဟုတ်ကိုရဲ့ဒီဖုန်းထဲမှာရှိတဲ့ data တွေကပါသွားပါလိမ့်မယ် အဲ့ဒါကြောင့်မလို့အဲ့လိုမျိုးကန်လန်းတာတဲ့လင့်တွေကိုမနေမီတေချာစစ်ပါဘာလို့လင့်တွေအစဘေးအစလဲဆိုတော့တေချာစစ်ဆဲပြီးမှအဲတေချာမှနှိပ်ပါဘာလို့မှ www.youtube.com. ဆိုရင်တော့ဒါတော့မှန်နေပါတော့ဒါ YouTube channel ရဲ့ video တပုတ်ဖြစ်နေဖြစ်နိုင်တယ်ပါတော့ဒီမှာ Facebook ဆိုရင်လည်း Facebook ရဲ့ဒီ website facebook.com ဆိုရင်တော့ဒါ Facebook ကမှန်နေတယ်ပါတော့ဒါပေမဲ့လည်းတေချာစစ်ပါပါတော့ brand တစ်ခုကနေပြီးတော့ကိုယ့်ရဲ့ channel မှာ video ထည့်ဖို့အတွက်ဒါမှမဟုတ်ပူပေါင်းဖို့အတွက်ဒေါ်လာ9000 ထားပါဦးထောင်ထက်ကိုကန်းလန့်နေပြီဆိုရင်တော့ဒါကကျင်းတည်တဲ့လိမ်လည်မှုတစ်ခုပဲ